ိတ်ဆွေများအားလုံးမင်္ဂလာနေ့လည်ခင်လေးပါဆရာမအခုမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြီနေ့ကနေစပြီးတလတာအတွက်အမြင်များမှပြောသောကံကြမ္မာအဟောလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြီနေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေ เนาะနောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်เนาะအမည်နာမပိုင်ရှင်တွေအတွက် ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုရင်နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်เนาะအခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုရက်ဟာရီဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါเนาะအဲ့တော့ အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကိုအဖွင့်ပေးထားလဲဆိုတာကိုเนาะစဉ်းစားပြီးတော့အခုဟောမယ့်နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားရမှာဖြစ်ပါတယ်เนาะဥပမာအဲအောင်ဝင်းဆိုရင်သူ့ဟာသူ့ဘာနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေမှာနားထောင်ရမယ်เนาะနောက်တစ်ခါဟောเนาะဟိုဖြူဖြူဆိုရင်သူ့ဒီတနင်းငွေနေသမီးပဲဖြစ်နေအောင်တော့ ကြာတာပရိနိုင်နဲ့အစပြုတဲ့အမေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်။ကဲစပြောပါတော့မယ်နော်။တနည်းအနေနဲ့အစပြုတဲ့အမေပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်။အခြေကဲဆရာသမားတွေထံကအခွင့်အရေးရရှိပါလိမ့်မယ်။စီးပွားရေးမှာမနာလိုသူအတားအဆီးပြုသူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့သတိထားဖို့လိုပါတယ်။ လောင်ငယ်သားအလုပ်သမားတွေနဲ့လုပ်ရတဲ့အလုပ်တွေလုပ်နေသူဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။စီစဉ်ထားတာတွေကိုအသေးချာတိကျအောင်စောင့်ရက်တင်တယ်လို့ပြောချင်ပါတယ်။နော်။ အခြေရေကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်။နော်ဒါဆရာမပြောတဲ့တနင်္ဂနွေနေ့နဲ့အဆပြုတယ်ဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်းညွှန်းပါတယ်။နော်အခြေရေကန်ကောင်းတဲ့လဖြစ်ပါတယ်။အဲ့တော့အိမ်အောင်တဲ့တွေဆိုရင်တော့အိမ်အောင်တဲ့တွေဟာအပေးယူမျှတဲ့လကာလဖြစ်နိုင်မယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာရာမျက်လုံးထိခိုက်တာဒါတွေကိုတော့သတိထားသွားရမှာဖြစ်ပါတယ်။နော်ကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ ကောင်းကျင်းမောင်းအဖြူသုံးပွဲကော်ဖီသုံးခွက်ကိုပြင်မင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။နောက်တနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေအတွက်ကံကြမ္မာကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာမယ့်လကလဖြစ်ပါတယ်။ ဲ့တော့တယူပို့ဆောင်ရေးလုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်နေတဲ့သူ ဖြစ်ရင်တော့ဒီလဟာကောင်းမွန်တဲ့အကျိုးအမြတ်တွေကိုရရှိမယ်လဖြစ်ပါတယ်မော်တော်ကားမော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ကင်နေတဲ့သူဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်မော်တော်ကားတွေနဲ့ပတ်သက်ပြီးထိခိုက်မှုပျက်စီးမှုတွေရှိစေတတ်တယ်လို့တွေ့ရလို့ဒါ ው တော့သတိထားဖို့လိုတယ်လို့ပေါ်ပြပါရဲ့နော်နိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးသင်ယူတဲ့သူတွေအတွက်ကတော့ เนาะအထူးအကျိုးရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးကန်ကောင်းပါတယ်အခြေအနေကန်ကောင်းတဲ့လာတလာပါเนาะတနင်္ဂနွေနဲ့တနင်္ဂနွေတနင်္ဂနွေနန်တနင်္လာနန်နဲ့အစပြုတ်တဲ့သူတွေကเนาะအခုဆ iam မပြောနေတာတနင်္လာเนาะတနင်္လာနန်နဲ့ဆ iam မပြန်ပြောပါမယ်ဆ iam မဒီ line ကြမှာကိုစိတ်ပုံနေလို့အာယုံစိုက်နေရတာ ਨੇ ကို နော်ဟိုဆ iam မှာအာယုံတွေများသွားတယ်အဲ့တော့ဆ iam ပြန်ပြီးတော့ပြောပြပါမယ်နော်တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမြေပိုင်းရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ်အခြေခံဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကိုအတားအဆီးပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ် လောက်ငယ်သားအလုတ်သမားတွေနဲ့လောက်ရတဲ့အလုတ်တွေဆိုရင်တော့အဲ့ဒီအလုတ်မျိုးတွေဟာအောင်မြင်မှုရမယ့်အလုတ်မျိုးတွေဖြစ်နေတယ်လို့ပေါ်ပြထားတာပါခရီးသွားဖို့စီစဉ်မိမခရီးစဉ်ပြက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါเนาะအဲ့တော့တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာအချစ်ရဲအလွန်ကံကောင်းမဲ့လာတလာဖြစ်ပါတယ်အိမ်အောင်တဲ့တွေကတော့တုံးနဲ့တုံးအပေးယူပြပြီးနားလည်မှုရှိမဲ့လာတလာပါကျဲမရဲရတော့မျက်လုံး ျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ်။အဲဒီတနေ့ဦးနေနိုင်တဲ့အစပြုတဲ့အမြေးပိုင်းရှင်တွေရဲ့ကျမ်းမာရေးအရာရောအားနဲ့ချက်တွေနဲ့ပတ်သက်တဲ့ဟာရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းကျင်းပေါင်းအဖြူ၃ပွဲကော်ဖီ၃ခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ ကတ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနေ့နဲ့အစဖြူထားတဲ့အမြီပိုင်ရှင်တွေပါ။နောက်တစ်ခုပြောပါမယ်။တနင်္လာနေ့တနင်္လာနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကစီပွားရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။တဲ့ယူပို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အကျိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ ကိုရဲ့စီပေါ်လုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးတော့တလတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့လီလာဟာတနင်္လာနေ့နဲ့အစပြုတဲ့မြေပိုင်ရှင်တွေအတွက်အခြေရေးကံကောင်းမဲ့လာတလာလို့တွေ့ရပါတယ် အိမ်အောင်တဲ့တွေကတော့တုံးနေတူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ကျမ်းမာရေးအရာတော့တနင်္လာနေ့နဲ့အစပြုတဲ့အမီးပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါတယ်။တနင်္လာနေ့နဲ့အစပြုတဲ့အမီးပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ်နို့နဲ့စွမ်းကိုရောပြီးပြောရရင်တော့ no sense no center ရဲ့စွန်းပေါ့နော်အဲ့ဒီလို no နဲ့စွန်းနဲ့ကို ရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖះရှင်ကိုအယုံပြုတ်ပြီးလှူဒန်းမှုဖြစ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မှာကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်ကိုးပါးကို၃ချိန်ရွတ်ပွားတဲ့ဆယ်ပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ် နော်။နောက်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာစာလုံးစာလင်စာကွဲစာမင်ဆွဲညပေါ့နော်။ဒါရီနဲ့အစပြုတဲ့အမိပိုင်ရှင်တွေပါ။ငွေအစုလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့။အရန်ကိုဝမ်းသာစရာကောင်းတယ်နော်။အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်။ငွေအစုလိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်။မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့ အတိုက်ခံစကားပြောပြီးဖြည့်ရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေအာဒီပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူး ီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့နော်ပစ္စည်းငွေချေးအဲ့ဒီတန်ဖိုးတွေဟာနော်မိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလေးဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော်ရှုံးပြီလို့ယူဆရတဲ့ကုန်ပစ္စည်းတွေကနေအမျက်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိခိုးအဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့ နော်အဟောကောင်းသောကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်ဥပမာပညာရေးနဲ့သဆိုင်တဲ့နော်ဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သဆိုင်တဲ့အကူအညီထောက်ပံ့နော်နိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအနေတွေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းချိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်နော် တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ်။နော်။အင်္ဂါနယ်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကတော့အချစ်ရဲမှညနာဆန်းပွင့်မှာဖြစ်ပါတယ်။ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူနော်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ်။အိမ်အောင်ရေးအိမ်အောင်သေးတွေအတွက်တော့အိမ်အောင်ရေးကောင်းမွန်ပါရယ်။ ါပေမဲ့သတိထားစရာကမိမိရဲ့အိမ်ဆောင်ရေးအတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်းပင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်ဆောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ကျန်းမာရေးအရတော့လေချောင်းနာတာအဆုတ်အေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါရဲ့။ကုသိုလ်ပြုရမယ်အစီအစဉ်နေနေတော့မြေပန်းအိုးတစ်လုံးမှာဇီစဝါညွတ်ငါးညွတ်ကိုပြင်ပြီးတော့တလတာလုံးနော်မိမိအိမ်ဖျားចောင်းတော်မှာ မညိုတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါရဲ့ဗောဓုနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်ဗောဓုနံဆိုတာကနော်ဗောဓုနံဆိုတာလရပလဲရကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေနဲ့စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွားကုစီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့ မလုံရသေးဘူးဆိုရင်လှုပ်ဖြစ်မယ်ရည်ရွယ်ထားတယ်လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ်အဆောက်အဦအစ်စ်တွေတိဆောက်တာဝဲယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်းဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလုံးကောင်းမွန်တဲ့ကံတရားတွေပါ now ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်း တွေနဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်အဲ့တော့ငပိငချောက်နော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ပြူတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သဆိုင်နဲ့လုပ်ငန်းတွေလုပ်တဲ့သူဟာဒီလောက်မှာဘော်ဒူးနိုင်တဲ့အစပြုတဲ့အနည်းပိုင်ရှင်တွေဖြစ်ခဲ့ရနော်အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အော်ပညာရေးနဲ့သက်ဆိုင်တဲ့စ조사မှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ် အများတွေကနေလူနည်းစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဘုရုဏန်နဲ့အစပြုတဲ့ပုဂ္ဂိုလ်တွေဟာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်เนาะအကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးเนาะရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့လတလဖြစ်ပါတယ်။เนาะအခြေရေးမှာ လိုအပ်တာထက်ပိုပြီးမျက်နှာစမ်းပွင့်လိုက်မယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့နဲ့စပြည့်ရဲ့ပုံကိုယ်တွေကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်နော်လိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချိုးမဟုတ်ဘူးဆိုချိုးလာလိမ့်မယ်ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နှာစမ်းပွင့်ခြင်းကြောင့်နတ်ဆွက်တွေဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်နော်အိမ်အောင်နဲ့သက်ဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့ အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိုက်တယ်။နော်အိမ်အောင်ပြုတ်ဖို့အချိန်ကိုသတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါရဲ့။ကျဲမာရေးအရာတော့သွေးတိုးတာသွေးပေါင်ကျတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်။ဒီအပြင်မှာတရိပ်ထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါရဲ့။ဒါကိုတော့ကျဲမာရေးအရာတရိပ်ထားဖို့လိုပါရဲ့။ ဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာမလကာညွတ်သုံးညွတ်တပင်ညွတ်တညွတ်တို့ကိုပြင်းပင်အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြန်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နောက်ကြာသာပရိနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။ နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချဲ့လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလှုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်မဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာသာရင်းနယ်နဲ့အဆပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ပြည်ပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်ရင်တော့ဂျာသာရင်းနယ်နဲ့အဆပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကို ကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချာဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းပဲနေ့စဉ်နဲ့အမျှအဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်။နော်။ဒါတော့အရေးကြီးပါတယ်။ဒါပြပခရီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်။နောက်ဂျာတာပရင်းနယ်နဲ့အစပြုတဲ့ပုံကိုရာချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တော့ကဖြစ်ရတတ်ပါတယ်။ နော်ဂျာတာရီနိုင်တဲ့အစားပြည့်တွေပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော် အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လတလဖြစ်ပါရဲ့ အဲ့တော့မိမိတို့ရှားဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းအတာနဲ့ညီမျှတဲ့နော်သူ့ထက်ตาလွန်ချင်းရှိနိုင်တဲ့ဝေကြီးတွေကိုမိမိအိမ်အောင်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အဲ့တော့ပြောချင်တာကအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင်းအဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိခိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ် အောင်ကြာသာပြီးနိုင်နေအစပြုတဲ့နော်ပုဂ္ဂိုလ်တွေကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာစပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာသာပြီးနေ့နဲ့နဲ့ဆန္ဒကြီးမကြော်ခင်အတွင်းထဲမှာဖះရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မပြီးရှင်တော်မြတ်ဖျားကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ ပူဇော်ခြင်းကုသိုလ်ပြုလုပ်ပါကတ်လှူတာမဟုတ်ဘူးနော်ပူဇော်ခြင်းကုသိုလ်ပြုလုပ်ပါเนาะအဲ့ဒါဟာကြာတာပရိနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေဆောင်ရွက်ရမယ့်ကုသိုလ်စီစဉ်လေးပါနောက်တောက်ကြံနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေတောက်ကြံနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်းအောင်မြင်ခြင်းတွေကိုရရှိမယ့်ကာလဖြစ်ပါတယ်အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများက 阿弟买就来哒，阿娘也偷看结果，下水呀？喏，天杀交加了！哎罗，哎罗个天杀交加了！阿姆爷呐，说啥个？路对的撇水，不对的撇水。过越长嘞，该啥？别苗多啦，过撇钱的路，撇多啦。喏，哎罗哈，阿姆爷呐，哎罗阿姑，阿姐奶奶啥子嘞？咪发现那个天杀交加了？嘞撇奶奶，阿姆爷呐嘞撇奶奶嘞，他叫喏，底钱干啦哈，阿姐奶奶啥子嘞？不故意哈，喏。 ရိသတ်အလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီးစ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါ။ဝန်တန်းဖြစ်တယ်ဆိုရင်ねယာရူတိုးဖို့အခွင့်အရေးအသစ်တွေကို ရာထူးတိုးတဲ့အခွင့်ရေးအသစ်တွေကိုလက်ခံရရှိမဲ့လာဖြစ်ပါတယ်တဲ့နော်ဝန်ထမ်းဆိုရင်နော်ရာထူးတိုးမဲ့အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့လူသိများအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုပိုင်စီးပွားဆိုရင်နော်ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထုတ်ကုန်တွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော် ပြိဿရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။နော်နောက်တစ်ခါသင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်။မာသင်ကြားရေးဆိုတာအွန်လိုင်းသင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့။နော်နောက်တစ်ခါကျောင်းထောင်နဲ့နော် private ကျောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာသင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံစံတွေကဒီလမှာ တောက်ကြနံနဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နဲ့နာမည်ကောင်းဂုံတရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေနော်အဲ့တော့ဆရာမဒီနေရာမှာတောက်ကြနံနဲ့အစပြုတယ်ဆိုတာလူပုံကိုယ်ကိုရည်ညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလေတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင်ဒီအဟောကိုယူလို့ရပါတယ်နော်အဲ့တော့ဥမာပေါ့နာမည်ကဂျာတာပရီနံနဲ့ပဲစထားတယ်ကိုယ့်လုပ်ငန်းရဲ့အဖွင့်နာမည်ဟာ ောက်ကြနဲ့အတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကိုရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေအကိစ္စတွေဟာညှော်မှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘယ်လိုညှော်မှန်းထားလဲမိမိညှော်မှန်းထားတာဒီသူ့ကို เนาะချေဆိုဖို့မျှော်မှန်းထားရင်အဲ့ဒီမိမိချေဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့เนาะအဲ့တော့အချေနဲ့ပတ်သက်ပြီးမျှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့မျက်နာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะသူကတော့ဘာမှစိတ်ရင်းရိုင်တာမရှိဘူး ဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နာစမ်းပွင့်ခြင်းကြောင့်เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะနောက်တစ်ခါကျမ်းမာရေးရအစာအတော့ကြောင့်ဘေးရွက် ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်เนาะတတိထားပါမိမိစားနေကြအစာစားဖို့တော့တတိထားပြီးစားပါအစ်စ်အစမ်းအရတာအစ်စ်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါเนาะဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဘေးရွက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ် ကုသိုလ်အစီအစဉ်နေနဲ့တော့တောက်ကြနေနဲ့မိမိမွေးနေမှာဥမာတောက်ကြနေနဲ့အစပြုထားတဲ့အမီပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာသာပရိဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တက်ရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူ ပြင်ဆင်ထားတဲ့တက်သေးဆုံးကိုပါ ကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလှူနေစွန်မှာပဲလှူလှူမိမိအစဉ်ပြေရာမှာအဲ့ဒီစွန်းတဲ့အတူအသင့်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တစ်သီးစွန်းတပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်နော်နောက်စနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေပါစနေနေနဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကတော့ စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ဒီလတော်တော်များများနော်ဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်ယာတို့တိုချင်းလုံပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်ဘာသာရေးပုဒ်တော်ရေးကိုပုံပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ကံတရားတွေဟာ ပို့ပြီးတော့ထင်ရှားအကျိုးပေးလာမယ့်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်အဲ့တော့ကုန်ချမ်းတွေကိုတံပိုးပြောင်းလဲပြီးအကျိုးအမြတ်ထင်ရှားလိမ့်မယ်လို့ပေါ်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟိုကွန်ပျူစီထုတ်လုပ်တဲ့နေရာမှာ ကုန်ချမ်းကနေ ကုံချောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ကောင်းချုံအကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတ္တပေါများလာမဲ့လာဖြစ်တယ်လို့ပြိတ္တရဲ့အထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ချီးရင်ဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ် နော်အဲ့တော့အိမ်ထောင်တွေတွေအတွက်တော့တုံးနဲ့တူမကြခဏနော်အတိုက်ခံစကားပြောဆိုရတာတွေဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးအရာတော့စနေနေ့နဲ့စတဲ့အမိပိုင်းရှင်နေရာဒီလရဲမှာအယိုးအစစ်ထိခိုက်တာ နာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်စနေနေ့နဲ့အစပြုတဲ့အမိပိုင်းရှင်နေပြုလုပ်တဲ့ကုသိုလ်ကစနေနေ့နဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင် နော်ဒါမှမဟုတ်ရင် စနေသားတန်ကားတော်ရဲ့တရင်၃00ကျောင်းမှာစံစီစာအစရှိတဲ့ဖလူပွဲပစ္စည်းတွေကိုဖလူတန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာ ရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကပ်လှူပေးသွားဖို့ဖြစ်ပါတယ်เนาะဒါဟာ တနင်္ဂနွေကစပြီးတော့စနေအစောနန်နေနဲ့เนาะအစပြုတဲ့အမည်နာမမှာ အစပြုတဲ့နန်နေနဲ့အမည်တွေကနေပြောလာမဲ့ကံချမအဟောတွေဖြစ်ပါတယ်။ဒါကြောင့်အခုနေနန်နေအလိုက်เนาะနေအလိုက် နန်အလိုက်ဆိုတာထက်အမည်နာမရဲ့အစစလုံးအခရာတွေနဲ့ဟောပေးထားတဲ့အမည်များမှပြောတော့ကံချမကိုအသေးချာနားထောင်ပြီး တတိပြုတဲ့နာတွေကိုလည်းပဲတတိပြုနေထိုင်လို့ပြုတ်လို့ရမယ်ကုသိုလ်တွေကိုဆောင်ရွက်သွားပြီးအားနဲ့ချက်တွေကို အကာအရံဖျက်လို့ပေါင်းချိုးတွေကိုပို့ပြီးထင်ရှားလာစီမှာဖြစ်ပါတယ်အားလုံးမင်္ဂလာနေ့လေခင်းလေးပါ ကျမ်းမာချမ်းသာပြီးအနေကင်းဘေးရှင်းလို့စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်